ဘာကြောင့်ဒီ၅ပါးသီလကတော့တံပိုးကြီးရတာတော့ဘုရင်တို့အင်္ဂုတ္တပါဠိတော်ပြင်စကနိဗ္ဗာန်ထဲမှာ၅ပါးသီလကိုမြတ်စွာဘုရားကမဟာဒါနလို့ဟောတာရှိတယ်။ဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လူရတန်းရတဲ့ကုသိုလ်ကောင်းမှုရဲ့ကုသိုလ်ကောင်းမှုထက်သာလွန်မှုကိုအဲ့ဒီဒေသနာလေးနဲ့ရှင်းပြီးတော့တွေးကြည့်ရမှာ။၅ပါးသီလကိုမဟာဒါနလို့ဟောတယ်။ရိုးရိုးဥစ္စာပစ္စည်းတွေကိုလှူလို့ဖြစ်တဲ့ဒါနကတာမန်ဒါနပါနော်။၅ပါးသီလဖြူစင်အောင်ဆောင်ထိန်နိုင်ခြင်းဒီမဟာဒါနတဲ့။ မဟာဒါနဆိုတာအကြီးအကျယ်ဆုံးအမြင့်မြတ်ဆုံးသောဒါနကြီးလို့ပြောတာပေါ့နော်။ဘာဖြစ်လို့မဟာဒါနလို့ပြောရတာတုံးလို့မေးရင်အဘေယဒါနဖြစ်လို့ဘာဒါနဖြစ်လို့အဘေယဒါနအဘေယဆိုတာဘေးကင်းမှုဒါနဆိုတာ ပေးလို့လား။ဘေးကင်းမှုကိုပေးလို့ရရောက်လို့၅ပါးသီလသည်မဟာဒါနဖြစ်ရတယ်။ဘေးကင်းမှုကိုဘယ်လိုပေးလို့တာတုံးလက်တွေ့လေးစဉ်းစားကြည့်မယ်နော်။ငါဘယ်တော့မှသူများတဲ့ကိုမတတ်တော့ဘူးလို့ပါဏတိပါဒဝေဒမနိရှောင်းကျင်လိုက်ပြီးဆိုကြတဲ့ကစား တတဝအနန္တရဲ့ပုံမှာအေးမင်းတို့ငါ့ကိုတော့အသက်အန္တရာယ်ဒီဟူသောအကြောင်းကြောင့်ကြောက်မနေကြနဲ့ငါပစုရဲ့တက်ကိုမှမတက်ရုပ်စွာဆုံးချင်းလေးချဘူးလေးရဆာငါ့ကိုကြောက်မနေနဲ့ငါကတတ်မှာမဟုတ်ငါရဲ့လက်ကသွေးစွန်းနေတဲ့လက်မဟုတ်ဘူးငါဟာရက်ဆက်ကြမ်းကြုတ်တဲ့စိတ်ရှိတဲ့လူမဟုတ်ဘူးဟောအဖြစ်သွားတယ်လို့တတဝတွေကိုဘေးကင်းမှုကို ပေးလို့ရမရဘူးလားအသက်အန္တရာယ်ပြုခြင်းဆိုတဲ့ဘေးကိုစီကတော့မဖြစ်စေရဘူး လူတိုင်းလူတိုင်းမြဲအဲ့လိုဘေးကင်းမှုကိုလှူနိုင်မယ်ဆိုရင်ကျွတ်တော်တော်ကြီးကိုစိတ်ချမ်းသာရရမှာနော်ဟုတ်တယ်မဟုတ်လားတကယ်တမ်းကပါဏတိပါဒဝရမဏိရဲ့တန်ဖိုးကိုဦးဇင်းတို့မြင်ကျင်တယ်ဆိုလို့ရှိရင်သိကျင်တယ်ဆိုရင်ရှင်တန်မှုကိုကိုဘလောက်မြတ်လို့လဲဆိုတာကိုစဉ်းစားတရားမှာဘလောက်ကြောက်လဲဆိုတာကိုစဉ်းစားဟုတ်လားတရားမှာဘလောက်ကြောက်လဲဆိုတာကိုစဉ်းစားရင်သူများအသက်ကိုတတ်တာလောကကြီးကိုဘလောက်ထိခိုက်စေသလဲဆိုတာပုံပေါ်လာလိမ့်မယ်တရားစဉ်းစားနော် အဲ့တော့သူတို့ဘာအသက်ကိုတက်ချင်းမှရှောင်ကျင်ခြင်းဟာဘလောက်လေးနေတဲ့လုပ်ငန်းကြီးဖြစ်တဲ့လေဆိုတာလည်းပေါ်လွင်လာလိမ့်မယ်။ဒါကြောင့်ရိုးရိုးဒါနတဲ့တာတာနော်။သူများအသက်ကိုမတက်ဘူးဆိုတဲ့ကိစ္စ။အဲ့လိုပဲဦးဇင်းတို့အရိနာဒါနဝေဒာမနိသူတို့ရဲ့ပိုင်ဆိုင်မှုကိုအန်ရီရမပြုဟော။သူတို့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လည်းကြောက်နေရတာတွေမရှိဘူးလား။ရှိရနော်။ခေတ်ကာလကမကောင်းဘူးပိုင်ဆိုင်မှုကကြီးတယ်ဆိုရင်ညရောက်ပြီဆိုရင်ကြောက်ရပြီလေ။ဟုတ်တယ်မဟုတ်လား။ ချုပ်ခိုးကြီးတွေကြီးတွေမွေးထားတဲ့ခြံဝင်းလုံအောင်ထားတဲ့ချုပ်ပို့ပြီးတော့အချမ်းသာတဲ့လူတွေဆိုရင်အဆောင်တွေထားတယ်ဟုတ်တယ်မဟုတ်လားပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့မလုပ်နေရတော့ကြောက်နေရတာပိုင်ဆိုင်မှုကိုဘယ်သူမှမတရားမယူဘူးဆိုလို့ရှိရင်အဲ့ဒါကြောက်စရာရှိမလားအေးစဉ်းစားနော်အဲ့လိုပဲဦးဇင်းတို့ကာမဂိစ္စာဖောက်ပြန်ခြင်းတော့လိညာလေစားမူသားစကားပြောဆိုခြင်းအယက်တေသာမွေးရစီဝါနဲ့ပတ်သက်ဆက်ဆက်ခြင်းအဲ့ဒါတွေဟာမိမိဘဝသူတို့ဘဝကိုဘလောက်ဒုက္ခရောက်စေသလဲဆိုတာကိုကြည့်ချင်းမြင်ချင်းအားဖြင့် အဲ့ဒါတွေကိုရှောင်ကျင်ရတာကိုကိုကိုလည်းဘေးကင်းစေတယ်သူတို့ကလည်းဘေးကင်းစေတယ်ဒါကြောင့်မြတ်စွာဘုရားကဘေးကင်းမှုကိုပြီးလူအားရောက်လို့ငါးပါးသီလတည်မဟာဒါနဖြစ်တယ်လို့ဟောတာ